မိဘပြည်သူများတည်တည်ချာချာနားထောင်ပြီးပါဘလို့တော့ပြန်ရှင်ဦးဝင်းနိုင်ရဲ့မိုးအယံကြီးပြီးတော့ရည်ကြီးရည်ရှမ်းမှုဖြစ်ပွားမဲ့အသက်အန္တရာယ်ရှိဒေသတွေကိုပြည်သူတွေကိုအရေးပေါ်သင်ဆက်ပေးပါမယ်အခုလောက်ဆိုရင်အားလုံးလည်းသတင်းတွေမှာသိပ္ပတာဖြစ်မှာပါသူသဖြင့်တော့ရှမ်းပြည်နယ်တောင်ပိုင်းမှာအကြီးကျယ်ကိုဒုက္ခရောက်ကုန်ပါပြီရှမ်းပြည်နယ်တောင်ပိုင်းကအောင်ပန်းမြို့နယ်နဲ့ရောင်ရွှေမြို့နယ်မှာရှိတဲ့အင်းလေးမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လေအကထောင်းချီရေနစ်မြုပ်နေပြီးတော့ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာဒေသခံပြည်သူထောင်းချီရေပေါ်ပြောင်းရွှေ့မှုတွေလှုံ့ဆော်နေရကြောင်းကြားသိရပါရယ်အင်းလေးကံပပတ်လဲကနေစီးဝင်လာမယ့်ရေတွေကြောင်းလာမဲ့၃ရက်တွင်းရေက၃ပေကနေခဏပြည့်ထိတက်လာနိုင်တယ်လို့မိုးလို့သားပညာရှင်တွေကလည်းခံမှန်ထားတာကိုလေတွေ့ရပါရယ်ယခုနှစ်ဂလင်တန်ကြောင်းအင်းလေးကံအောက်ခံမြေတုတုန်ခေါက်ကယခင်ထက် ရေကျဆင်းမှုနှိကွဲသွားပြီးတော့လေယာစိုက်ခင်းများအကုန်လုံးနစ်မြုပ်သွားနိုင်ပါတယ်အခုလဲလေကထောင်ကြီးနစ်မြုပ်သွားခဲ့ပြီလေဖြစ်ပါတယ်ဆက်လက်ပြီးမိုးကြီးမဲ့ဒေတာတွေကိုအေးပေါ်နားထောင်ပြပါ6လပိုင်း73ရင်းနေကနေ6လပိုင်း24ရင်းနေအထိဖြစ်မြဲမိုးရေချိန်ထက်ပုံမရွာသွုံးမဲ့ဒေတာများအနက်အဆိုးဆုံးရွာသွုံးမဲ့ဒေတာတွေကတော့တဲ့ပြည်ရှင်ပြည်နယ်မွန်ပြည်နယ်တလင်းတားရီတိုင်းတို့မှာအဆိုးဆုံးအများဆုံးရွာသွုံးမှာဖြစ်ကြောင်းဘုလို့သာပညာရှင်ဝင်နိုင်ကဆိုပါတယ် ဆယ်နှစ်စာရရှိမွေးချိန်ညရဲ့ပြန်မြဂျွန်လအနေနဲ့တဲ့ကရင်ပြည်နယ်မှာဆက်ကုလက်မဖြစ်ပြီးဒီဆယ်ရက်မှာမိုးရွာသွင်းမဲ့မွေးချိန်မှာရွာသွင်းမြင့်ထက်15လက်မခန့်98ရာခိုင်နှုန်းပုံပုံရွာသွင်းမှာဖြစ်ကြောင်းနဲ့မွန်ပြည်နယ်နဲ့တိုင်းနိုင်ငံမဲဆောက်ဒေသမှာ15လက်မဖြစ်ပြီးဒီဆယ်ရဲ့အတွင်းပေါ့နော်ရွာနိုင်မဲ့မွေးချိန်မှာရွာသွုံးမြင့်ထက်15လက်မတရားရခိုင်နှုန်းနော်ကျွန်တော်နှစ်ဆပေါ့နော်တလင်းတိုက်ဤတိုင်းမှာ18လက်မဖြစ်ပြီးတော့ဒီဆယ်ရဲ့အတွင်းမှာ ရွာသွန်းမြဲထက်15လက်မခန့်ရွာသွန်းနိုင်မယ်မွေးကြေးမှာရွာသွန်းမြဲထက်15လက်မ83ရာခိုင်နှုန်းရွာသွန်းနိုင်မယ်လို့ဂျိုသူမြရဲ့တိုင်းသားချက်ရပြီးရကြောင်းမလို့သာပညာရှင်ဝန်ထမ်းကဆိုထားရည်ဒါဖြစ်တဲ့အတွက်ချောင်းများရည်ပြည့်ရှင်ချင်းအနေပိုင်ဒေသတွေမှာရည်ရှင်ချင်းဆက်တွေရည်လန်းချောင်းများရည်ကြောချင်းများဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်းမလို့သာပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲအသိပေးထားတာကိုလည်းတွေ့ရပါရဲ့ဗျာ